စိတ်ကိုရှင်းအောင်ထားခြင်းတရုတ်အတွေးခေါ်ရင်အကောင်းဆုံးဘဝတစ်ခုကိုပိုင်ဆိုင်လို့လင်းအတုံးမကြတော့အတွေးခေါ်တွေကိုထုတ်ပြစ်လိုက်ပြီးစိတ်ကို ရှင်းအောင်နေထိုင်ခြင်းပြုပါဆိုသည့်ဆုံးမမှုများရှိပါတယ်။လူသားသည်မိမိစိတ်ကိုမိမိမပြုပြင်မတီးစောင့်နိုင်သောကြောင့် စိတ်ဤအကျဉ်းသားဘဝကို ကြားရောက်နေကြရသူများဖြစ်နေတတ်ပါတယ်။မိမိယုံကြည်မှုဆွဲကင်မှုခေါင်းမာမှုတို့တွင်နှောင်ဖွဲ့ကအကျဉ်းကျနေခြင်းကိုဆိုလိုပါတယ်။ကိုယ်ပိုင်အတွေးအမြင်ခံယူချက် အတွေးအခေါ်များနှင့်ယက်တီရမည်အစားသူတပားအပြောသူတပားအဆုံးအမများကို အထင်ကြီးလေးစားကပဝင်းကျင်ဤလွှမ်းမိုးမှုအောက်တွင် ရောက်နေကြရပါတယ်။ လူတဦးဤစိတ်တွင်ရှုပ်ထွေးပြီးအစီစဉ်မကြသောတောရောက်တောင်ရောက်အတွေးများနှင့်ပြည်နေလျင် ပုံမှန်အနေထားဖြင့်ရက်တည်နိုင်ရန်ခက်ခဲတတ်ပါသည်။အာယုံစူးစိုက်ရန်ခက်ခဲလာလျင် အကောင်းထက်အစိုးရကို ဖြစ်ချင်ရာဖြစ်ဆိုကာတုံ့ပြန်တတ်သောကြောင့်လည်းအမားတွေကိုသာရင်ဆိုင်ရနိုင်ပါသည်။အသက်အရွယ်ရလာလေ စိတ်ထဲတွင်ရှုပ်ထွေးစရာတွေက များလာလေဖြစ်ပါသည်။အခန်းလေးတစ်ခန်းထဲတွင် ပစ္စည်းတွေကိုအားလုံးစုပြုံကာထိုးထည့်ထားသည့်သဘောဖြစ်ပါရဲ့ဘယ်နေရာတွင်ဘာရှိမှန်းလဲမသိဘာတွေကိုထဲ့မိမှန်းလဲမသိဖြစ်လာတတ်ပါရဲ့လူကမတွေးရမနေနိုင် မတွေးလင်မရသည့်သူတွေဖြစ်နေတယ်ထို့ကြောင့်စနစ်တကျတွေးခေါ်နိုင်ရေးအတွက် စိတ်ထဲတွင် ရှင်းထားဖို့လိုပါရဲ့အားလုံးအစီစဉ်ကြနေဖို့လိုအပ်ပါရဲ့အစီစဉ်အတိုင်းသူ့နေရာနဲ့သူရှိနေရင် ရှာရလဲလွယ်တယ်။ထို့ကြောင့်စိတ်ကိုလည်းအမြဲရှင်းနေရန်တတိထားသင့်ပါတယ်။စိတ်ရှင်းနေရင်အခန်းရှင်းနေသလိုဖြစ်ပြီး ကိုထဲကျင်တာလဲနေသားတကျထဲ့ထားနိုင်ပါတယ်။လိုဒီကိုထားပိုဒီကိုထုတ်စနစ်တကျလုံနိုင်တယ်။လူဒီတနေ့တာကိုစတင်ပြီးဆိုကြတဲ့ကစိတ်ကိုဥစွာရှင်းထားပြီးယနေ့ဘာတွေလုံမြီဆိုခြင်းကိုပါ အစီအစဉ်တကျပြင်ဆင်ထားသင့်ပါတယ်။ ဘယ်ချိန်ကစပြီးဘာတွေကိုလောက်သွားမည်ဆိုခြင်းကိုသတ်မှတ်ပြီးတစ်ခုပြီးတစ်ခုလောက်သွားလျင်ပိုပြီးမြန်ဆန်လွယ်ကူစွာပြီးမြောက်ပါရဲ့ကိုစီစဉ်ထားသည့်အတိုင်းများလဲတစ်ခါတည်းဖြစ်ခြင်းမှ ဖြစ်နိုင်ပါလိမ့်မယ်မဖြစ်လာခဲ့တော့ဆိုသည့်ကြိုတွေးပြင်ဆင်မှုများကိုလည်းလှုပ်ထားသင့်ပါရဲ့သူနှင့်ချင်းသားသည်သူမရောက်လာခဲ့တော့ဘာဆက်လုပ်မည်နည်းစသည်တို့ကို ပြင်ဆင်ထားသင့်ပါရဲ့ယထာသည်၉နာရီတွင် ုံမှန်ဝင်လာရမည်။၉နာရီတွင်မလာခဲ့တော့ကြိုတင်ပြင်ဆင်ထားခြင်းဖြင့်မိမိအလုပ်တို့ကိုနှောင့်နှေးခြင်းကင်းနိုင်ပါရဲ့။အတွေးရှုပ်လျင်မမျော်လင့်ပဲရင်ဆိုင်ရလာနိုင်သည့်အခက်အခဲများကိုချက်ချင်းမရှင်းနိုင်ပါ။ကြိုတင်ပြင်ဆင်ထားခြင်းသို့မဟုတ်တီငိန်စွာစိတ်ကိုပြန်လေတီဆောက်နိုင်စွမ်းတို့ကလက်တလောပြဒနာများကို ထိရောက်စွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။ ရင်အရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမကတော့ကေပါ ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ယာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။